ဇူဝီတဝန်လဲရီဇစ်ကိုခေါ်ယူဖို့အတော်လေးစိတ်ဝင်စားနေတဲ့အာဆင်နယ်ဘောလုံးကျသူများအတွက်ကျွန်မရဲ့ဝမ်းမြောက်ရင်ဆန္ဒပြပေးနေကြိုဆိုပါတယ်။အာဆင်နယ်အသင်းကဇူဝီတက်စ်အသင်းရဲ့ထွန်းထားလာတဲ့ဇယ်ဝင်လေးခီနရီဒက်စ်ကိုခေါ်ယူဖို့အတွက်ယူရိုတန်း60နဲ့ကစားသမားတို့အလိုက်ပေးကမ်းလှမ်းမဲ့အကြီးအကျယ်ဂျိုးပန်းမှုတစ်ခုပြုလုပ်ဖွယ်ရှိနေကြောင်းသတင်းများထွက်ပေါ်လာပါတယ်။အသက်20ရွယ်တောင်ပန်တိုက်စစ်ကစားသမားလေးကတရားဒီမှာဇူဝီတက်စ်အတွက်ခြေစွမ်းအလွန်ပြောင်မြောက်နေပြီးကစားထားတဲ့၅ပွဲမှာ၂ဂိုးသွင်း၄ဂိုးဖန်ပြီးပေးထားနိုင်ခဲ့ပါတယ်။ဒီခြေစွမ်းကြောင့်ပဲ ်သူဟာဂျိုဝင်တက်စ်ရဲ့လုံးဝရောင်းချမှာမဟုတ်တဲ့ကစားသမားဆင်းရဲ့ထိတ်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်။အီတလီကရေဒီယိုသတင်းဌာနရဲ့ဖော်ပြချက်အရအာဆင်နယ်နီးပြမီဂဲအာတီတာနဲ့သူ့ရဲ့ကင်းချောက်ဘွဲကတူရကီလက်ရွေးစင်ကစားသမားလေးကိုခေါ်ယူဖို့အယူမှုစိတ်ဝင်စားနေကြတယ်လို့သိရပါဗါရယ်ဂလာဂါနောက်ွယ်မှာတော့ကနအုပ်ဆွေးနွေးမှုတွေစတင်နေပြီဖြစ်ကြောင်းလဲဆိုပါရယ် ်ဒီနေ့ရသည်မှာ EBDTS A Vitarogarus နဲ့ Nonumaduke တို့လိုတိုက်ဆက်ပိုင်းကစားသမားတွေကိုခေါ်ယူအားဖြည့်ထားပေးမယ် Adida ကသူ့ရဲ့တိုက်ဆက်ပိုင်းကိုတီထွင်ဖန်တီးနိုင်စွမ်းနဲ့လူငယ်သွေးသစ်တွေထပ်မံဖြည့်တင်းလို့နေဆဲဖြစ်ပါတယ် Regents ရဲ့ပြန်မှတ်တွေကိုကြောပြတ်ပြင်းလွှားနိုင်တဲ့အရေးသွေးနဲ့ပွဲချက်တွေကိုဖြည့်ရှင်းနိုင်တဲ့စွမ်းရည်တွေက Artita ရဲ့လိုအပ်ချက်နဲ့အကန့်ညီဆုံးဖြစ်နေပါဗျ။ Arsenal ဘက်က Euro 60နဲ့အတူ Leandro Trossard ကိုအလိုက်ပေးကမ်းလှမ်းမှုဆန္ဒရှိနေပါဗျ။ ။ဒါမဲ့ Juventus ဘက်ကတော့ Reedus ရဲ့တံမိုးကို Euro သန်း80နဲ့သန်း100ကျားမှသတ်မှတ်ထားတာကြောင့် Arsenal ရဲ့ကံလှမ်းမှုကသူတို့ရဲ့စိတ်ဓာတ်ခံမှမှုကိုစမ်းသပ်မှုတစ်ခုဖြစ်လာမှာပါ။ Juventus နဲ့နီးစပ်တဲ့သတင်းရှင်းမြစ်တွေရဲ့ဆိုရာအီတလီထိပ်သီးကလပ်ကသူတို့ရဲ့တံမိုးကြီးရဲ့ကစားသမားလေးကိုလက်လွတ်ခံမှာမဟုတ်ဘဲ2030ခုနှစ်အထိတက်တန်းရှိမဲ့စာရုံးသစ်တရချုပ်ဆိုနိုင်မှုကြိုးပမ်းနေပြီဖြစ်ကြောင်းသိရပါဗျ။ ဒါကဂျူမင်တက်စ်ရဲ့အနာဂတ်စီစဉ်မှာ Redis ကဘလောက်ကိုအရေးပါကြောင်းပြသနေရဖြစ်ပြီးအခုလိုချိန်မှာသူ့လက်လွတ်လိုက်ရခြင်းကဂျူမင်တက်စ်တက်မျိုးချရခတ်တဲ့စေကားကြီးတစ်ခုဖြစ်လာမှာတော့သိကြပါဗျ။